်မင်္ဂလာပါရှင်ကျမတော့အင်ချူမီပါစက်တင်ဘာလ28ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့ခိုင်ကောင်းမြို့နယ်ကတော်လန်အေးအင်အားစုတွေဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းသားတအူထွက်ပြေးသွားတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အုံနေနဲ့ကံကောင်းမြို့နယ်ကတော်လန်ရေးအားစုတွေဖမ်းဆီးထိန်းသိမ်းထားတဲ့အကျဉ်းသားတအူထွက်ပြေးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေးတိုင်းဂံကောမြို့နယ်ရှိ တော်လန်ရေးအားစုတွေကဖမ်းဆီးထိန်းသိမ်းထားတဲ့တဲဝင်းအောင်ခေါ်နောင်နောင်ဆိုသူအမျိုးသားတအူးဟာစတင်ပါလာ29ရက်နေ့မနက်နနာရီခန့်ကအကြေးချထားတဲ့နေရာကနေထွက်ပြေးသွားတယ်လို့သိရပါတယ်။တဲဝင်းအောင်ခေါ်နောင်နောင်ဆိုသူအမျိုးသားတအူးဟာကတာခရိုင်ဗမောင်းမြို့နယ်ညောင်မင်းသာရွာဇာတိဖြစ်ပြီးအနာရှင်စန့်ကျင်မှာပါဝင်တဲ့တော်လန်ရေးဖော်တယောက်ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။တော်လန်ရေးအင်အားစုတွေနဲ့ပတ်သက်ပြီးလက်နက်ကိစ္စငွေကြေးကိစ္စ အရှုပ်မျိုးစုံလိမ့်လည်ထားတဲ့အမှုကင်းများစွာရှိနေပြီးအညာဒေသမှာလည်းမရိမှုကျူးလွန်ထားတဲ့ရာဇဝတ်သားဖြစ်တယ်လို့လည်းသိရပါဗျ။ဂန်ကောင်းမြို့နယ်ရှိတော်လန်ရေးအင်အားစုတွေကဖန်စီထိန်ထိန်အကျဉ်းချထားတဲ့နေရာမှာထွက်ပြေးသွားတဲ့အတွက်တွေ့ရှိပါက နီးစပ်ရာလက်နက်ကင်တပ်ရင်းတပ်ဖွဲ့များထံအကြောင်းကြားကဥပပေါင်းပါဝင်ကြရတဲ့ပြည်သူတွေအနေနဲ့လည်းအသွာလာအထူးကယူဆိုင်ကြရန်မြစ်တာရက်ခံထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လယ်ဤသည့်ပညာပေးဘလော့ဂါ BB ချန်ဥက္ကိုကြီးပါတီကနေ PDP ပါတီကိုပြောင်းသွားပြန်တဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။အွန်လိုင်းပေါ်မှာလယ်ဤသည့်ပညာပေးဗဟုသုတဗီဒီယိုတွေကိုရဝေပေးတဲ့ BB ချန်ဟာဥက္ကိုကြီးရဲ့ပြည်သူပါတီ PP ကနေငိမ့်ညာရင်းနဲ့ဖွံ့ဖြိုးရေးပါတီ PDP ပါတီကိုပြောင်းသွားတယ်လို့သိရပါတယ်။ပြည်သူပါတီ PP ကနေနိုင်ငံရေးထဲဝင်ရောက်ပြီးကိုယ်စလဲလောင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်မယ်ဆိုကြတဲ့ကလူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးရုပ်ပြောင်ဓာတ်ပုံတွေဗီဒီယိုလည်းများစွာပြန့်နှံ့လာခဲ့ပါသေးတယ်။လိမ်မိုင်းဆိုင်ရာအသိပညာပေးဗီဒီယိုကနေတစဉ်လူသိများနံမီရတဲ့ပီပီချမ်းကိုနိုင်ငံရေးပါတီဘက်ဝင်ရောက်လာတာကြောင့်မဘာသာတွေရဲ့ဝေဖန်မှုတွေလည်းရှိနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာနာဒိန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကြောင်းနဲ့နေအိမ်20လုံးထိမှန်ပျက်စီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။တောင်ပြည်တမဟာတင်နယ်မြေမိုင်းလုံးမြို့နယ်ပန်းတပြေကြီးွာမှာစတင်မာလာ28ရက်နေ့ညနေ4:00နာရီအချိန်ကအနာဒိန်စစ်တမတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေချောင်းနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ဖုံးကြီးချောင်းနဲ့နေအိမ်20လုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ပန်တပြေကြီးွာကပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိဥတီပြီးလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့စတင်မာလာ26ရက်နေ့ကလည်း စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲရည်ရွယ်ချက်ရှိရှိပါပုတ်ကြေးရွာကို drone နဲ့ဘုံကျဲပစ်ခတ်ခဲ့တာကြောင့်အသက်62နှစ်အရွယ်အမျိုးသားတဦးပွဲချင်းပြီးဒေဆုံးသွားခဲ့ပြီးနေအိမ်တိုင်လည်းထိမှန်ပျက်စီးသွားခဲ့သေးတယ်လို့သိရပါဗါးအာနာသိန်းစစ်တပ်ကယခုလအတွင်းကြောင်းမဲ့တီဘောနဲ့မိုးကုံမြို့နယ်မှာ လေကြောင်းလက်နက်ကြီးနဲ့အသေးခံ drone တွေနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသား2ဦးသေဆုံးခဲ့ပြီးအမျိုးသား2ဦး အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၂၀အိမ်စာတင်ကျောင်းတစ်ကျောင်းဖုန်ကြီးကျောင်းတစ်ကျောင်းကျောင်းဆောင်တစ်ဆောင်နဲ့ကားတစ်စီးဘုံစားထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူတွေအနေနဲ့စစ်တပ်ကဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ရန်စစ်ရေးတရီအများရှိရန်လိုအပ်ပြီးလေကျောင်းရံမှကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်တွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့လည်းအတိပေးထားပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ MNDAA ထိန်းချုပ်ထားတဲ့တိန်ဒီမြို့မှာ ြည်မှုကျူးလွန်သူကိုကန့်တက်တာ၃ဦးအပါအဝင်9ဦးကိုထောင်ဒဏ်နဲ့တရားများချမှတ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ MNDA ထိန်းချုပ်ထားတဲ့တိန်နီမျိုးမှာပြန်မေးဆွဲမှုဓမြမှုလူတက်မှုတွေကိုကျူးလွန်ခဲ့တဲ့ကိုကန့်တက်တာ၃ဦးအပါအဝင်9ဦးကိုစတင်မာလာ26ရက်ကထောင်ဒဏ်နဲ့တရားတွေချမှတ်ခဲ့တယ်လို့သိရပါဗါတယ်။တိန်နီမျိုးရဲ့ရက်ွက်လေးရင်ပြင်းမှာအများပြည်သူတွေရဲ့ရှေ့မှာပဲပြစ်ဒဏ်ချမှတ်စီရင်ခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်။ပြစ်ဒဏ်ချမှတ်ရမှာ ပြန်ပေးဆွဲမှုရွယ်ချက်နဲ့ထိခိုက်ဒဏ်ရာရစေပြီးတေဆုံးစေမှုရွယ်ချက်နဲ့လူသက်မှုတနတ်နဲ့ဓမြတိုက် လူသက်မှုတို့ကျူးလွန်ခဲ့သူ9ဦးအနက်4ဦးကိုထောင်ဒဏ်ချမှတ်ပြီး3ဦးကိုတေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့မဏ္ဍပ်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်စိုးလာအုပ်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့ တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။